္ဂလာပါခင်ဗျာဒီနေ့မှာကတော့ကျွန်တော်ဒီ Cartoon Animator ဆိုတဲ့မှာပေါ့နော်ဒီမျက်နှာ Social Expression ပေါ့အဲဒီမျက်နှာအမူအရာနဲ့ပတ်သက်ပြီးတော့ဒါ Animation ကိုဘယ်လိုမျိုးလုပ်ရှားမလဲဆိုတဲ့ဟာလေးကိုအဲကျွန်တော်ပြောပြပေးချင်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ဒီမျက်နှာအမူအရာပေါ့နော်ဒီ Animation ပေးရခါမှာ အာဒီလုတ်တဲ့ခါမှာပေါ့နော်တော်တော်လေးခက်ခဲကြရတယ်ပေါ့နော်ကျွန်တော်အခုဒီကာတွန်းအနီမေတာထဲမှာတော့ကျွန်တော်တို့ဒီမျက်နှာအမူအရာကိုအနီမေးရှင်းလုတ်တဲ့ခါမှာဟိုမြန်မြန်ဆန်ဆန်နဲ့ပြီးအောင်ပေါ့နော်ကျွန်တော်ဒီဘယ်လိုမျိုးလုပ်ရှာမလဲဆိုတဲ့ဟာလေးကိုကျွန်တော်အရှင်းပြချင်ပါခင်ဗျာဆိုတော့ဒီကျွန်တော်အခုဒါရှင်းပြပေးတဲ့ဒီ share ပေးရပေါ့နော်ဒီ share လုပ်ပေးတဲ့အာ technique တွေကတော့ဒါကျွန်တော်အခုလက်ရှိလုပ်နေတဲ့ဒီလုပ်ငန်းမှာပေါ့နော်အတုံးပြုနေတဲ့ technique တွေဖြစ်တယ်ပေါ့ အဲဆိုဒီတခြားသူတွေပေါ့ဒီကျွန်တော်လိုမျိုးပဲပေါ့နော်ဒီ content creator ပေါ့အဲဒီ content creation တွေကိုလုပ်ပြီးတော့ဒီ animation တွေဖန်ပြီးနှိမ့်တဲ့သူတွေကိုကျွန်တော်အဓိကထားပြီးတော့ပြန်ပြီးမျှဝေပေးတာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်တော်ဒီ cartoon animator ဆိုတဲ့မှာပေါ့နော်ဒီမျက်နှာအမူအရာပေါ့ဒီ creator ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒါမျက်နှာအမူအရာဟုတ်ဒါဘယ်လိုမျိုးလှူရှားမလဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်အောင်ပေါ့နော် ျွန်တော်အနေနဲ့ဒီ deploy လုပ်ထားရပေါ့နော်ဒီ character တစ်ကောင်ကိုသူ့ရဲ့ဒီ official ပေါ့နော်ဒီအပေါ်ပိုင်းပေါ့ဒီမျက်နှာအမူအရာကိုကျွန်တော်တို့ဒီဘယ်လိုမျိုး animation လုပ်မလဲဆိုတဲ့ဟာလေးကိုဒီတင်ကန်းစာမှာကျွန်တော်ရှင်းပြချင်ပါတယ်အဲဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီ official ကို animation လုပ်ဖို့အတွက်ပေါ့နော်ဒီဘက်မှာကျွန်တော်တို့ဒီ tool လေးတွေရှိတယ်ပေါ့အဲ့ဒီ tool လေးတွေပေါ်လာဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီ selection tool လေးကိုယူလိုက်မယ်ပေါ့နော်ယူပြီးတော့ဒီ character ကို select မှတ်လိုက်တယ်ဆိုလို့ရှိရင် အဒီဘက်မှာတူးလေးပေါ်လာတယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ဒီ fish shell ပေါ့နော်ဒီမျက်နှာကို animation လုပ်ဖို့အတွက်တူးလေးတွေနှစ်ခုရှိတယ်ပေါ့တစ်ခုကဒီအဖေ့စ်ပပဆိုရဟာလေးပေါ့နော်ဒီ shot ကန်တုံးလို့ရတယ်နော်တစ်ခုကဒီ face key editor ဆိုရဟာလေးပေါ့နော်ဒါကတော့ control key ပဲ အဲ control u နဲ့ control k ပေါ့နော်အဲအဲ့ဒီနှစ်ခုအဲ့ဒီ tool လေးနှစ်ခုကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒီ facial animation ကိုပေါ့နော်အာလှုပ်ရှားလို့ရတယ်ပေါ့ကျွန်တော်ဘယ်လိုမျိုးလှုပ်ရှားမလဲဆိုတာဟာလေးကိုတစ်ချက်ကြည့်အောင် the crider ကိုဆက်လက်မှတ်ပြီးသွားပြီဆိုလို့ရှိရင်အဲဒီဟာလေးရင်ကော်ကြည့်လိုက်မယ်ပေါ့နော်ဒီဟာလေးခေါ်လိုက်တဲ့ဆိုမှာဒီ face purpose ဆိုတဲ့ဟာလေးပေါ်လာတယ်ပေါ့သူက tool လေးပေါ့နော်အဲ့ဒီမှာပေါ်လာတဲ့အခါမှာဒီအမျိုးမျိုးရှယ်ပေါ့နော်အဲ့ဒီမှာကိုကြိုက်တဲ့ဒီ facial ကိုဆက်လက်မှတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ တော် review နဲ့ record ဆိုတာရှိရပေါ့နော် preview ကတော့ကျွန်တော်တို့ဒီ animation မလုပ်ခင်ပေါ့နော်အကျူတင်ကြည့်တဲ့အနေထားပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီ360 system မထည့်ထားရတော့ပေါ့နော်သူအပြားကြီးဖြစ်နေရပေါ့အဲဆိုတော့မထည့်ထားတဲ့ character ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအာ heart movement ဆိုရယ် heart ဒီနှစ်ခုလည်းရပေါ့နော်ဒီ360ဒီ 3D movement ဆိုရယ် heart လေးကိုကျွန်တော်ဖြုတ်ထားရမယ်ပေါ့အဲ့ဒါမှသွားဒီကစားတဲ့အခါမှာပေါ့နည်းနည်းဒီအပြားဆိုပေမဲ့လည်းအဲ့လိုတဘာဝပိုကြတယ်ပေါ့ တော့အဲ့ဒီဟာလို့တတိထားရမယ်ပေါ့အဲဆိုတော့တို့ဒီကြိုက်တယ်ကြိုက်တယ်ဆိုလို့ရှိရင်ဒါ record ဖန်လိုက်ရုံပဲပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီ official လေးရှိပဲပေါ့နော်အာကိုဘာသာစိတ်ကြိုက်စံကြည့်လို့ရတယ်ပေါ့အဲ့ဒီမှာဒါကြောက်တာကြွနာပြောတာနော်အဲစားရှိတယ်ပြပေါ့အဲ့ဒီဟာလေးတွေကိုကြိုက်တယ်လို့အဲ့လိုမျိုးဒီ preview အရင်ကြည့်လို့ရတယ်ပေါ့နော်ဒါ space bar လေးခောက်ပြီးတော့ကြည့်ရုံပါပဲဆိုတော့အာကြိုက်ပြီဆိုရင်ဒါ record ဖန်ဖို့အတွက်ဒီ timeline လေးကိုခေါ်လိုက်မယ်ပေါ့ခေါ်ပြီးသွားပြီဆိုလို့ရှိရင်ဒါ ဒီကျွန်တော်တို့အနေနဲ့ဒါ record ဖမ်းလိုက်မယ်ပေါ့နော်ဘယ်ကနေဘက်ထရီကိုအာဒီ animation ရေလုံးမလဲပေါ့နော်ဒါ record ဖမ်းလိုက်မယ်နော်ကျွန်တော်ပြောတဲ့ဟာလေးကိုရွေးပြီးတော့ပေါ့နော်ဒီပြောတဲ့ဟာလေးရွေးပြီးတော့ character တွေအများကြီးရယ်ပေါ့နော်ကိုကြိုက်တဲ့အဲ character နော်ကိုကိုကြိုက်တဲ့ပုံမူတရားပေါ့ဟာကို slam map ပြီးသွားပြီဆိုလို့ရှိရင် record ဖမ်းလိုက်မယ်ဒီလွှဲပါတယ်ပေါ့နော်ဒါမှဒီ space bar လေးခောက်ပြီးတော့ record ဖမ်းရုံပါပဲနော်ဖမ်းထားလိုက်မယ်ဒါဆိုရင် ဒီ360 system ကိုဒီ on ထားတဲ့အတွက်ပေါ့နော်သူကအနည်းငယ်ဟိုဖြစ်နေပေါ့ကြည့်လို့မကောင်းပေါ့နော်ဆိုတော့ဒီ creator မှာ360 system ထည့်ထားခြင်းမရှိတဲ့အတွက်ကျွန်တော်အနေနဲ့ဒီဟာလေးကိုကျွန်တော်ဖြုတ်ထားရမယ်ပေါ့ကျွန်တော်ဟုတ်ပြီတစ်ချက်ကြည့်ရအောင်ပေါ့နော်အဲဒါဆိုရပြီအဲဆို record ဖမ်းလိုက်မယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်ဒါကိုကြိုက်လို့ဒီ mouse clay ကိုပေါ့နော်အဲ့လိုကစားပြီးပေါ့အဲကစားပြီးတော့ကိုရပြီဆိုလို့ရှိရင်ဒါရက်လိုက်မယ်ပေါ့နော်ဒါ speaker ခောက်ပြီးရက်လိုက်ရုံပါပဲ အဲဆိုတော့အဲ့ဒီ animation ကဘယ်ကိုတွားရောက်မလဲဆိုတော့ဒီ face ဆိုရက် tab ထဲမှာတွားရောက်နေမှာပေါ့ဒီမှာဒီဟာလေးပေါ့နော်ဒီ facebook page အဲ့ဒီဟာလေးကိုလည်းဒါကိုယ့်ကနေကို navigate ပြန်လုပ်လို့ရတယ်ပေါ့ဘယ်နားလေးမှာထားခြင်းတလဲပေါ့နော်အဲ့ဒါဒါကတော့မလို့ဒါမှားတဲ့ဟာကြီးပေါ့နော်အဲ့ဒါဖြတ်လိုက်ရတယ်ဆိုတော့ဒီဟာလေးပေါ့နော်ဒီ facial လေးရလာမယ်ပေါ့နော်အဲ့ဒီဟာလေးတွေကိုဒါကိုကြိုက်တယ်လို့ copy ပွားလို့ရတယ် control c နော် control c ်ဘယ်နားလေးမှာထက်ထက်မလဲပေါ့နော်ဒီနားလေးမှာထက်မယ်ဆိုရင် page လုံးလိုက်မယ်ပေါ့နော်အဲ့လိုမျိုးရတယ်နောက်ပြီးတော့သူ့ကိုဒါ loop back ဘလို့ရတာပေါ့နော်ဒီလိုလေး loop back တွားလို့လည်းရတယ်ဒါဆိုရင်ဒါသူ့ဟာသူ့ဘာသာဒီ loop back နေလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးပါပဲเนาะဒီတူးလေးကတော့အဲ့ဒီပုံစံဒီ report ဖမ်းတဲ့ဟာလေးပေါ့နော်ကိုကြားတဲ့ဟာလေးတွေကိုအဲအသုံးပြုလို့ရပါတယ်ဒါတော့တစ်ခုပေါ့ဆိုတော့နောက်တစ်ခုကဒီချက်ကြည့်အောင်ပေါ့နော်နောက်တစ်ခုကတော့ဒီဟာလေးပေါ့ အဖေ့စကီအက်ဒီတာဆိုတာဟာလေပေါ့နော် control k ပေါ့အဲ့ဒီဟာလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်နော်ဒီကတော့ဒီလိုမျိုးလေးပေါ်လာမယ်ပေါ့နော်ဒီ manual ကစားတဲ့ဟာလေးပေါ့နော်တူကတော့ manual လေးတွားတာပါပဲအဲ့တော့ record မှာ permanent တော့ manual လေးတွားတယ်ပေါ့နော်အဲ့ဒီမှာဒီ template ထဲမှာလည်းအဲ့လိုပဲပေါ့နော်ဒီ happy တို့ဒီပျော်ရွှင်တာတို့ပေါ့နော်အဲ့လို အဲသူလည်းအဲ့လိုမျိုးရှိတယ်ပေါ့ရွေးလိုက်ပါတော့ရွေးပြီးတော့ကိုဖားတာကိုဒါကိုကြိုက်တဲ့ဟာလေးတုံးလို့ရတယ်ပေါ့အဲ့ဒီမှာတော့ transpound ဆိုတာရှိတယ် transpound ကတော့ဒီမျက်နှာအနေထားပေါ့နော်ဒီမျက်နှာမှာအဲကိုဖားတာကိုဒီ transpound လုပ်ချင်တဲ့ဟာလေးတွေဒီဒီပြန်လိုက်ချင်တယ်ဆိုရင်ပေါ့ animation ကိုဒီဒီပြန်လိုက်ချင်တယ်ဆိုရင်ဒီဟာလေးတွေပေါ့နော်ကိုကနေရောကလေးတွေဒါ transpound လုပ်လို့ရအစားရှိတဲ့ပြေပေါ့ဒါကိုဖားတာက အာကိုစမ်းကြည့်လို့ရတယ်ပေါ့နော်ဒါ template template ကတော့လွယ်ပါတယ်နော် သူပေးတဲ့ဟာလေးတွေကိုပဲဘယ်နေရာမှာပြုံးမလဲယူမလဲဆိုတဲ့ဟာလေးတွေကိုထည့်ပေးလိုက်အောင်ပဲပေါ့ default ဆိုတဲ့ဟာကတော့သူကတော့ဒီဒီ photoshop သုံးတတ်တယ်ဆိုရင်ပေါ့နော်နှားလဲလိမ့်မယ်ပေါ့နော်သူအဲ့ဒီတဘောတရားပါပဲဒီသူရဲ့ပုံစံကိုဟိုပြောင်းတယ်ပေါ့နော်ဒီပုံစံလေးတွေကိုဒီ shape ကလေးတွေပေါ့ဒီ shape ကလေးတွေကိုကိုလိုသလိုချိန်လို့ရတယ်ပေါ့နော် default ဆိုတော့ဒီ transform ကတော့အဲဒီ object တစ်ခုလုံးကိုသူက ဒီရှုတယ်ပေါ့နော် navigate လုပ်တယ် default ကတော့အဲ့ object ကိုပဲဒီ shape ကလေးတွေကိုလိုချင်တဲ့ပုံစံလေးတွေချေးလုံးရတယ်ပေါ့ဆိုတော့အဲ့ဒီဟာလေးတွေနားလည်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါ animation ဒီ facial ကိုလုပ်လို့ရပြီပေါ့နော်ဆိုတော့အဲ့ဒီမှာဒီဒီဟာလေးဟာလည်းအဲ့လိုပဲပေါ့နော်ဒီဟာလေးဟာလည်းအဲ့လိုပဲဒီမျက်လုံးလေးကိုပဲကစားမယ်ဆိုလို့ရှိရင်လည်းအဲ့ဒီမျက်လုံးလေးကိုဒါဆက်လက်မှတ်ပြီးတော့ အဲ့လိုမျိုးဒီကနေ့ကတော့အဲ့လိုယူပြီးကစားလို့ရတယ်ဒါကတော့တစ်ဖက်ပေါ့နော်ဒါလေးဆက်လက်မှတ်ထားနှစ်ဖက်ဆိုလို့ရှိရင်ဒီဟာလေးကိုဖိဆွဲလိုက်မယ်ပေါ့နော်ဒီ mouse လေးကိုဖိဆွဲလိုက်တဲ့ဆိုရင်တော့ရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဒီ2တွေရဲ့အတိတ်ကနေကိုကတော့ကို့ဖာရာကိုအဲ့လိုမျိုးရှာကြည့်ရမယ်ပေါ့နော်ရှာခွေလေးတွေ့ရှိလေးပေါ့အများကြီးပဲပေါ့နော်ဒါကတော့ဒီတင်ကန်းဆာမှာကတော့ဒါဒီ2လေးတွေကိုဘယ်လိုမျိုးအသုံးပြုရမလဲဆိုတဲ့ဟာလေးကိုဒါယူဖို့အဖြစ်ရှင်းပြတာဖြစ်ပါတယ် ဟုတ်ကဲ့ပါဒါတော့ကျွန်တော်ဒီ Cartoon Animator software မှာပေါ့နော်ဒီမျက်နှာအမူအရာကိုထားမြင်မြန်ဆန်းဆန်းပြီးအောင်ဘယ်လိုမျိုးလှုပ်ရှားမလဲဆိုတာဟာလည်းကျွန်တော်ရှင်းပြပေးထားဖြစ်ပါတယ်အော် now the bat တွေမှာလဲပေါ့နော်ကျွန်တော်ဒီကျွန်တော်လုပ်ငန်းမှာသုံးတဲ့အဲဒီအသုံးတဲစင်မဲ့ဒီ technical ကိုပြန်ပြီးတော့မျှဝေပေးသွားအောင်ဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ဒီ cartoon animator software နဲ့ပေါ့နော်တည်ကျင်တဲ့အပိုင်းလေးတွေရှိရင်လဲကျွန်တော်ဒီ comment မှာအာမိထားပေးလို့ရပါတယ်ခင်ဗျာကျွန်တော်အချိန်ရရဆိုရင်ပြန်ပြီးတော့ဖြေချပေးမှာဖြစ်ပါတယ်ခင်ဗျာ 呃，说阿拉伯就是怎么,怎么样，说那都干嘛，怎么变松气了，我侬。